Thank you. ာ strategy ပါရှင့်လိုပါ quality လို့ခေါ်ပြီးတော့ extra ဖြစ်ပါတယ် in intra ဖြစ်ပါတယ် the pirates ဖြစ်ပါတယ်ဟုတ် ဒီ press မှာ foundation တက်နေအောင်ဆိုတော့ဒီ AI tool တွေနဲ့ပတ်သက်ပြီးတော့တိတ်မတည်သေးဘူးဆိုတော့ဒီဘာဖြစ်ပြိုင်ပွဲဝင်ပြိုင်ခဲ့လို့မနိုင်ခဲ့လို့ရှင်လဲဘာဖြစ် AI tool တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတွေ့အကြုံရရပြီးတော့ပြိုင်ပွဲရဲ့အတွေ့အကြုံလည်းရရအဲအကြောင်းဝင်ပြိုင်ပြီးခဲ့ရပါကျွန်တော်တို့ကအဓိကဖြစ်နေတော့ business သမားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီ problem solving skill တွေဒါတွေ creativity တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲအားသာတယ်ပေါ့နော် အဲအဲအကြောင်းမို့လဲကျွန်တော်နဲ့ဟိုဟာနဲ့ကဒီ GC ကျွန်တော်တို့တကယ်ချင်းနေလာခေါ်တော့ကျွန်တော်တို့ဝင်ပြန်ပြီးခဲ့တာပါဗျဟုတ်ကဲ့ပြောမယ်ဆိုရင် experience ရခြင်းရို့ရဲ့အဲစုရဖို့ထက်ဆိုင်ပေါ့နော်ဆို team like teamwork လေးလဲပို့ပြီးတော့ဖြစ်တာပေါ့နော်ဆိုပြီးဒါ memory တွေလဲဖြစ်စေတဲ့အတွက်အဲ AI hackathon ဝင်ပြန်ခဲ့တာပေါ့နော်ဆိုအရင်ကြီးရနေလို့တော့မဟုတ်ပါဘူး အဟောဒီ hackathon ပြိုင်ပွဲကဒီ business တွေရောဒီ DCR batch ကလူတွေရောအကုန်လုံးလာပြိုင်နေဘာဖြစ်လို့လဲဆိုတော့ဒီ AI tool တွေကိုအသုံးပြုပြီးတော့ program တွေရေးတယ်အအရန်ကိုအဆင်ပြေတယ် ID တင်းကလည်းအကိုအမတွေကလည်းအတန်းနိုင်ဆုံးအဆင်ပြေပြေနဲ့အကူလေအကူဆုံးဖြစ်အောင်ကူညီပေးတယ်အဲ့အတွက်ကြောင့်မလို့ batch တိုင်းကလည်းအလွယ်တကူလာရောက်ရှင်းပြလို့ရပါခင်ဗျာအာဟုတ်တယ်ဗျာဟိုဝင်ပြိုင်လို့ရတယ်ဘာလို့လဲဆိုတော့ကျောင်းကနေပြီးတော့ဗောနော်ဒီလိုမျိုး tools တွေကို အာကြိုပြီးတော့ပေးထားတယ်ပေါ့နော်ပြီးတော့လည်းသူက training session มาတယ်ဆိုရင်ပေါ့နော်ဘယ်တော့ပဲ experience မရှိဒီမှာအာအမတွေအကိုတွေอ่ะပေါ့နော်ကိုကိုဘယ်လိုလောက်ရမလဲဆိုတော့ဟာကို suggestion လေးတွေတင်ပေးတယ်ပြီးတော့ problem solving လေးတွေကိုလည်းသူကတင်ပေးတဲ့အခါကြတော့ပေါ့နော်ဆိုဒီလိုမျိုးအာဒီ computing ဘက်ပဲ computing ဘက်ကနေပြီးတော့မလာတဲ့လူတွေတော့လည်းအဆင်ပြေတယ်ပေါ့အခုဆို BN ဆို idea လေးရှိရုံနဲ့ implement လုပ်လို့ရတဲ့အပိုင်းလေးရှိရောအဆင်ပြေပါတယ်လို့ထင်ပါတယ် အာဟုတ် challenge ရတော့ရှိရပါတော့အလိုအာကိုနဲ့တခါမှမရင်းနှီးဖို့တဲ့အာကိုနေနေဟို AI နဲ့ရေးရတယ်ဆိုပေမဲ့နည်းနည်းတော့အာဟိုဟာဖြစ်တယ်ပေါ့နော်အာ insight state တော့ဖြစ်တယ်ပေါ့မမြင်ဘူးတာမကြောက်ဘူးတာလောက်ရတော့လေဆိုတော့အာလာပြိုင်ဖြစ်လာဆိုတော့နည်းနည်းစိတ်ခက်ခံလေးထားပြီးတော့အာပြိုင်နေဆိုရင်တော့ new experience နေရရပါတော့ပြန်ဖို့တော့ဖိတ်ခေါ်ပါတယ်ဟုတ် ဥမာ foundation စတက်တဲ့သူတွေအနေနဲ့ကြတော့လေ um final year နဲ့ပြန်ရဆိုနည်းနည်းတော့အားငယ်ရပေါ့ဒါပေမဲ့တကယ်လို့အဲနိုင်သွားရဆိုလို့ရှိရင်တော့ကျွန်တော်တို့ရလာရဲ့အာစုချင်းဝင်နေဒီအလှူတတိလေးတစ်ခုလောက်ဖို့တော့တိုင်ပင်ထားကြရဲ့ပြီးတော့မှရလာရဲ့ ကြံတဲ့ပတ်စံအောင်မှာညီမတို့ဒီ ID device တွေလိုရဲဟာဝယ်ဖို့စဉ်းစားထားအဲ့စုချင်းငွေကြတယ်စဉ်းစားထားရတော့အများကြီးရှိရပါတော့အဓိကတော့ကျွန်တော်တို့ club ထောင်ထားတဲ့ sign language club တွေလည်းရှိရအဲ့ club မှာပဲနားမကြားကျောင်းတွေသွားပြီးတော့လူရန်းတာတွေ private တွေဖြစ်အဲ့လိုမျိုးလုပ်ဖို့တော့စဉ်းစားထားပါတယ်ဗျစုချင်းကတော့အလုပ်ကြီးမဟုတ်ပါဘူးအဲ့တော့ပြန်ရင်တို့ပြန်တာ